အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုပါရစေကျွန်မကတော့အေးတင်သားပါဒီကနေ့မှလ7ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပါယနေ့ရနာဆင်ရမယ့်သတင်းတွေကတော့ချင်းပြည်နယ်ပိုင်းဖလန်းမြို့မှာအကြပ်ဖက်စစ်ကောင်စီတပ်နဲ့ချင်းတော်လိုင်းရဲ့တပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကလီချောင်းကနေဆက်လက်ပုံကျဲတိုက်ခိုက်နေပါတယ် ချင်းပြည်တောင်ပိုင်းမတူပီမြို့သိမ်းတပ်ဖွဲ့တို့ကစစ်ရှုံးပြီးတိုးတောင်တွေထဲထွက်ပြေးတည်ဆုံခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့အယူအဆအများအပြားကိုရှာဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ်။မြန်မာအိန္ဒိယနယ်စပ်ကပေါ်ချိုင်ဝမ်ဒေသကိုမနစ်ပူပြည်နယ်ထဲပြန်ထည့်ဖို့အိန္ဒိယအထက်လွှတ်တော်မှတောင်းဆိုခဲ့မှုဟာနှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေနိုင်လို့အတိပေးတင်တာတွေအတိပေးပြောဆိုသွားမယ်လို့အနာသိန်းစစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူဘူချုပ်ဇော်မင်ထွန်းကပြောဆိုလိုက်တဲ့သတင်းတွေနဲ့တူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးပါမယ်။ချင်းပြည်မြောက်ပိုင်းဖလန်းမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ချင်းတော်လှန်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီးစစ်ကောင်စီကလေကြောင်းကနေဆက်လက်ပုံကျဲတိုက်ခိုက်နေတယ်လို့သိရပါဗျ။ဖလန်မျိုးကစစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်ခလာရ268တကုံးကိုချင်းငင်းအောင်အဖွဲ့ဝင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက မနေ့မှလ12ရက်နေ့ကစလို့ ထူးဆင်းစင်တိုက်ခိုက်နေတာဖြစ်ပြီးတပ်ရင်းတွေကပွင့်ကုန်းတချို့ကိုလည်းသိမ့်ပိုက်ထားနိုင်ဖို့ချစ်ရဲတည်င်းအရင်မြစ်ကပြောပါတယ်ဒီကနေ့မှလ23ရက်နေ့မှာစစ်ကောင်စီဘက်က Jet Fighter Y12 လေယာဉ်တွေနဲ့လေကြောင်းကနေပုံကျဲတိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေတယ်လို့သိရပါတယ်တပ်ဖွဲ့တွင်စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ထွက်ပြေးတော်တွေရှိနေပြီးတချို့ကိုလည်းလက်နက်ခဲယံတွေနဲ့တူစစ်တုံးပန်းအဖြစ်ဖမ်းဆီးရမိထားတယ်လို့သတင်းရင်းမြစ်ကပြောပါတယ် ဖလားမျိုးတင်တက်ခွေကို2024နှစ်ဘောမှာ9ရက်နေ့ကစတင်ဖော်ဆောင်ခဲ့ကြတာဖြစ်ပြီးအခုဆိုသေးတာကြောရှိလာပြီးဖြစ်ပါတယ်။ဖလားမျိုးတောင်ကုန်းပေါ်ကစစ်ကောင်စီရဲ့နောက်ဆုံးလက်ချက်ခလာရ268တရင်ကိုအပိသက်တိမ့်ပိုက်နိုင်ဖို့ထူးဆစ်စင်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ချင်းပြည်တောင်ပိုင်းမတူပီမြို့တင်းတက်ပွဲတုန်းကစစ်ရှုံးပြီးတိုးတောင်တွေထဲထွက်ပြေးတေဆုံခဲ့ကြတဲ့စစ်ကောင်စီတပ်သားတွေရဲ့အယူအဆအများပြားကိုရှောက်ဖွေတွေ့ရှိခဲ့ကြတယ်လို့သိရပါတယ် မတူပီမျိုးတင်တဲ့ပွဲကိုချင်းကြီးအောင်စစ်စင်ရေးအမိဖြင့်အာရခန့်တက်တို AA ရဲ့စစ်ရေးအကူအညီအနေနဲ့2024ခုနှစ်ဇွန်လ9ရက်နေ့ကစတင်ခဲ့ကြပြီးဇွန်လ29ရက်နေ့မှာမတူပီမျိုးအခြေဆိုင်အမှတ်304နဲ့140တက်ရင်စစ်ပြုဟာကုန်းတို့ကိုအပိတက်တင်ပိုက်ခဲ့ကြတာဖြစ်ပါတယ်။အဲ့ဒီမျိုးတင်တဲ့ပွဲတွေထဲမှာ စစ်ကောင်စီတပ်သားနဲ့သူတို့မိသားစုဝင်အမြောက်များဟာမတူပြည်မြို့ကနေတောထဲကိုထွက်ပြေးသွားကြတာဖြစ်ပြီးအစာရေစာပြက်လက်မှုနဲ့ရောဂါတွေကြောင့်တေဆုံခဲ့ရတာဖြစ်နိုင်တယ်လို့အယူဆတွေကိုတွေ့ရှိခဲ့တဲ့မင်းတပ်မြို့နယ်စစ်ပေးရှောင်စခန်းကစီမံခန့်ခွဲရေးကော်မတီတာဝန်ခံကိုလောရင်းကပြောဆိုကြောင်းမီစီမာကဖော်ပြပါဗျ။မတူပီနဲ့မင်းတက်မြို့အကြမ်းမှာစစ်ကောင်စီတပ်သားအယူဆစုပေါင်း20ကျော်ကိုတွေ့ရှိခဲ့တာလို့ဆိုပါတယ် အယူစုတွေနဲ့အတူကြီးကအင်ဂျီခြေပွင့်ပါတဲ့အရာရှိအမှတ်တံဆိပ်တွေဥပိုင်ကုမ္ပဏီကစစ်သားတွေအတွက်စုဆောင်ထားတဲ့အစုရှယ်ယာမွေရပြည်စာတွေနဲ့လူသုံးဆောင်ပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့ကြတယ်လို့ဆိုပါတယ် data ခံတွေရဲ့ပြောကြားချက်အရအယူစုတွေဟာဒီထက်မကပိုများနိုင်ပေမဲ့တောနဲ့ဒါကြောင့်ဆက်လက်ရှာဖွေခြင်းမပြုခဲ့ကြဘူးလို့ဘူလော်ရင်ကပြောပါတယ်။မတူပေမျိုးတင်တပ်ပွေတို့ကတိုးတောင်တွေထဲထွက်ပြေးသွားကြတဲ့စစ်ကောင်စီတပ်သားမိသားစုဝင်တွေနဲ့ NCDM ဝန်ထမ်းစုပေါင်း200ကျော်ကို2024ခုနှစ်ဇွန်လတုန်းကချင်းငင်တော်တပ်ဖွဲ့တွေကစစ်တုံးပန်းဖြစ်ဖန်ဆီးခဲ့ကြတယ်လို့ချင်းမျိုးသားတပ်ဦးနဲ့ချင်းကကိုရေးပူပေါင်းတပ်ဖွဲ့တွေကလည်းစစ်ကောင်စီတပ်သားအယောက်80ကျော်ကိုဖန်ဆီးခဲ့ကြပြီးစစ်တုံးပန်းဥပဒေနဲ့အညီထိမ့်သိမ်းထားကြတယ်လို့သိရပါတယ်။ချင်းပြည်တောင်ပိုင်းပလောဝမြို့နယ်မှာအရခန့်တက်တူအေအေကစာတင်ကျောင်းတွေဖွင့်လှစ်ဖို့စီစဉ်နေပြီးအဲ့ဒီတမီဇော်ရန်ပြည်နယ်ဘက်ကစစ်ဘေးရှောင်နေကြတဲ့ကျောင်းဆရာဆရာမတွေကိုကန့်လန့်ဖိတ်ခေါ်မှုတွေရှိနေတယ်လို့သိရပါတယ်။ အရခအစိုးရပညာရေးဦးဆောင်ကော်မတီနာယကအဖွဲ့ဝင်တွေနဲ့ပရဝမျိုးနယ်အကျိုးဆောင်ကော်မတီတို့ပြီးခဲ့တဲ့ဖေဖော်ဝါရီလ9ရက်နေ့ကဆွေးနွေးညှိနှိုင်းခဲ့ကြပြီး2025-2026ပညာသင်နှစ်ကိုဂျွန်လကနေစတင်က Grade 12အထိဖွင့်နှိပ်ဖို့စီစဉ်ထားတယ်လို့သိရပါတယ်။အဲ့ဒီအတွက်ခူမီချင်းတိုင်းရင်းသားဘာသာစကားဖြင့်တင် जा ပေးနိုင်မဲ့အကြောင်းဆရာဆရာမတွေအထူးလိုအပ်နေပြီးမရှိပါကမြန်မာဘာသာစကားနဲ့တင် जा ပေးနိုင်သူတွေကိုချုပ်တင်ကန့်သန့်ဖို့ညွှန်ကြားထားတယ်လို့သိရပါတယ်။ ဒါကြောင့်ပလောဝမြို့နယ်အကျိုးဆောင်ကော်မတီကမီဇိုရမ်ပြည်နယ်ကိုစစ်ပေးရှောင်နေကြတဲ့ပလောဝစစ်ပေးရှောင်ကျောင်းတချို့ကကျောင်းဆရာဆရာမတွေကိုဆေးဖက်ပေးဖို့မလ3ရက်နေ့ကမြစ်တာရက်ခံစားပေးပို့ထားပါတယ်။ဒါပေမဲ့ပလောဝစစ်ပေးရှောင်ကျောင်းကကျောင်းဆရာဆရာမတွေအနေနဲ့အာရခန့်တက်တူအေအေကဖွင့်ထည့်မဲ့ကျောင်းတွေမှာစာသင်ပေးဖို့ဆန္ဒမရှိကြဘူးလို့သိရပါတယ်။ လက်ရှိမှာချင်းသန်းကောင်စီဖွဲ့ဝင်ဖြစ်တဲ့ပလောဝကောင်စီကပလောဝမြို့နယ်နဲ့မင်းစောရမ်ပြည်နယ်စစ်ပေးဆောင်စခန်းတွေမှာ2020-2025ပညာသင်နှစ်ကြားကာလပြည်သူအခြေပြုကျောင်းပေါင်း119ကျောင်းဖွင့်နှစ်ထားရှိပြီးကျောင်းသားကျောင်းသူစုစုပေါင်း8000ကျော်နဲ့ဆရာဆရာမစုစုပေါင်း900ကျော်ရှိတယ်လို့သိရပါတယ်။ မြန်မာအိန္ဒိယနဲ့စပ်ဒေတာဖြစ်တဲ့ကပိုးချိုင်ဝမ်ဒေတာကိုမနစ်ပူပြည်နယ်ထဲပြန်ထည့်ဖို့အိန္ဒိယအထက်လွှတ်တော်မှတောင်းဆိုခဲ့မှုဟာနှစ်နိုင်ငံဆက်ဆံရေးကိုထိခိုက်စေနိုင်တယ်လို့အာနာတိန်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူဘူချုပ်စောမင်းထွန်းကပြောပါတယ်။ဟင်နိုမျိုးသားရေးပါတီ BJP ရဲ့မနစ်ပူပြည်နယ်အထက်လွှတ်တော်အမတ်က1826ရန်တပိုစာချုပ်နဲ့1834ကပိုးတောင်ကြားစာချုပ်ကိုအထောက်အထားအဖြစ်ကုကာပီမြန်မာပိုင်နက်က ကဘောချန်ဝန်ဒေတာကိုအိန္ဒိယထံပြန်အပ်ဖို့မလ၁၀နှစ်ကနေအထက်လွှတ်တော်ပါလီမန်အစည်းအဝေးမှာတင်ပြတောင်းဆိုခဲ့တာဖြစ်ပါတယ်။ဒီကိစ္စအပေါ်အာနာတိန်စစ်ကောင်စီရဲ့ပြောရေးစုခွင့်ရှိသူဘူချော့စိုမင်းထုံးကမနေ့ကတုတ်ပြန်ပြောဆိုရမှာမြန်မာနိုင်ငံရဲ့အချုပ်ချာအာဏာနေမြေပိုင်ဆိုင်မှုကိုလေးစားသင့်ပြီးမြန်မာနိုင်ငံအနေနဲ့အသိပေးတင်တာတွေပြောဆိုတင်တာတွေကိုဆက်လက်လှုံ့ဆော်သွားမယ်လို့ပြောဆိုခဲ့ပါတယ်။ အိန္ဒိယနိုင်ငံပြည်နယ်လွတ်တော်အမတ်ချုပ်ကမြန်မာပိုင်နဲ့ကဘောခြိုင်ဝမ်းကို ပြန်လည်ရယူဖို့ပြောဆိုလာတာဟာဆ ਿਆ နာသိမှုကြောင့်တိုင်းပြည်အောက်ကြားနောက်ကြားဖြစ်နေရပြီဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြနေတာဖြစ်တယ်လို့အမျိုးသားငင်းယူရေးအစိုးရနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောပါတယ်။တိုင်းပြည်ရဲ့အချုပ်အခြာအာဏာကိုရွေးကောက်ခံအစိုးရတရက်ထံကနေအတင်းအဓမ္မဆ ਿਆ နာသိမ်းလိုက်တဲ့ နောက်ဆက်တွဲရလည်းဖြစ်ပြီးအိနီချင်းနိုင်ငံဒေတာတွေးနိုင်ငံတွေကြားတိုင်းပြည်အောက်ကြားနောက်ကြားဖြစ်နေရပြီဆိုတဲ့အချက်ကိုမိမောင်းထုတ်ပြနေတာဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးကပြောပါဗျ။မြန်မာနိုင်ငံမှာစစ်တပ်ကအာဏာသိမ်းထားတဲ့၄နှစ်တာအတွင်းစက္ကန်းတိုင်းတစ်ခုတည်းမှာတင်စစ်ကောင်စီရဲ့အကြမ်းဖက်မှုကြောင့်အရက်သားပြည်သူ၅၀၀၀ကျော်သေဆုံးခဲ့ရတယ်လို့ Data for Myanmar ကအစီရင်ခံစာမှာထုတ်ပြန်ထားပါဗျ။ 2021ခုနှစ်မလကနေ2025ခုနှစ်ဖေဖော်ဝါရီလအထိစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်အယက်သားပြည်သူ9304ဦးတေဆုံးခဲ့ရပြီး3888ဦးဒဏ်ရာရရှိခဲ့တယ်လို့ Data for Myanmar ကမလ12ရက်နေ့ကအစီရင်ခံစာမှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။စကိုင်းတိုင်းထဲကရွှေဘူးခရိုင်မုံရွာခရိုင်စကိုင်းခရိုင်ကံပလူခရိုင်ရိမပင်ခရိုင်နဲ့ကလေးခရိုင်တွေကအခြားခရိုင်တွေထက် အယက်တာတေဆုံမှုတိတိတတပုံများပြီးတေဆုံမှုစုစုပေါင်း4529ဦးရှိခဲ့တယ်လို့ဆိုပါတယ်။ဒီလေးမြတာကာလအတွင်းမှာစစ်ကောင်စီရဲ့အကြမ်းဖက်မှုတွေကြောင့်စကိုင်းတိုင်းထဲမှာအယက်တာတေဆုံသူလဆင်ပြန့်မြ112ဦးနဲ့အယက်တာတန်ရာရသူပြန့်မြ80ဦးရှိတာလို့အစိုးရခန်းဆာမှာဖော်ပြပါဗျ။ အယက်သားတည်ဆုံးသူစုစုပေါင်းရဲ့83ရာခိုင်နှုန်းကအယက်သားတွေကိုပိမှတ်ထားတပ်ဖြတ်တဲ့ violence against civilians ကြောင့်ဖြစ်ပြီး27ရာခိုင်နှုန်းကတော့လက်နက်ကြီး drone mine နဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့်လို့ဆိုပါတယ်။အမျိုးသမီးနဲ့ကလေးငယ်တည်ဆုံးမှုလူဦးရေမှာ1200ကျော်ရှိခဲ့ပြီးဒါဟာစုစုပေါင်းအယက်သားတည်ဆုံးသူလူဦးရေရဲ့24ရာခိုင်နှုန်းရှိတယ်လို့ data form မြန်မာကဆိုပါတယ်။ Data for Myanmar ဟာအာဏာသိမ်းစစ်ကောင်စီရဲ့လူခွင့်ရေးချိုးဖောက်မှုနဲ့စစ်ရာဇဝမှုကျူးလွန်မှုတွေကိုအဓိကသုတေသနပြုလေ့လာနေတဲ့အဖွဲ့အစည်းတစ်ခုပဲဖြစ်ပါတယ်။ကရင်ပြည်နယ်နဲ့ပဲခူးတိုင်းအဆက်တောင်ငုခရိုင်ထန်းတပင်မြို့နယ်အတွင်းကလေကြောင်းတန်တဲ့ခြေရွာတွေမှာစစ်ကူတပ်မှုတွားရောက်လုဆောင်နေတဲ့ Free Burma Ranger FBR ရဲ့စေမှု အသက်25နှစ်အရွယ်နိုစေမှုဖို့ဟာမိလောင်ဘုံထိမှန်တန်ရာကြောင့်မတ်လ10ရက်နေ့ကကွေလွန်ခဲ့တယ်လို့သိရပါဗျ။ စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်ဒဏ်ရာရသူတွေကိုဆေးမှု no ဆေးမှုဖို့အပါအဝင် FBR အဖွဲ့သားတွေကမြေပြင်ဆင်းပြီးစစ်ကူတာမှုတွေလှုပ်ဆောင်နေစဉ်မှလာရှိရနေ့မှာစစ်ကောင်စီကမိလောင်ဘုံတွေနဲ့ထပ်မံဘုံကျခဲ့တာဖြစ်ပါတယ်။အဲ့ဒီဘုံကျမှုကြောင့်ဆေးမှုတအူးမှာနေရာမှာပင်တည်ဆုံးခဲ့ရပြီး no ဆေးမှုဖို့မှာလည်းခန္ဓာကိုယ်အနှံ့မိလောင်ဒဏ်ရာများရရှိခဲ့ပြီးနောက်အဲ့ဒီဒဏ်ရာကြောင့်တည်ဆုံးခဲ့တာလို့ FBR ကမှလာဆေးရနေ့ကထုတ်ပြန်ပါတယ်။ ထန်းတပင်ဒေတာခန့်ဖြစ်သူနော်ဆဲမှုဖို့ဟာ Jungle School of Medicine ကိုတိုလေ JSMK တင်နာကို2023ခုနှစ်မှာအောင်မြင်ခဲ့ပြီးနောက်ထန်းတပင်မြို့နယ်ဖူမှုတဲဆေးခန်းမှာဆေးမှုတအူဖြစ်လာခဲ့ပြီး FBR နဲ့အတူတောင်ငူခရိုင်တွင်ကရင်မျိုးသားလူမျိုးရေးတပ်မတော် KNLA ရေးဘော်တွေကိုဆေးကုသမှုပေးနေတဲ့ဆေးမှုတအူဖြစ်ပါတယ်။ကရင်ပြည်နယ်တန်တောင်ချင်းမြို့နယ်နဲ့ထန်းတပင်မြို့နယ်အဆက် တပြင်းညွန့်ရွာကစစ်ကောင်စီတပ်စခန်းကိုတော်လှန်ရေးအင်အားစုတွေကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်အဲ့ဒီဒေသအနီးတဝိုက်ကိုစစ်ကောင်စီကမလာ6ရက်ကနေ9ရက်အထိလေကြောင်းကနေပုံတီမီလောင်ပုံတွေနဲ့တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ရွှေပြည်သားမကြီးတော်ရွာကအမျိုးသမီးတအူအမျိုးသားတအူကြောက်ကြီးပေါ့ရွာကအမျိုးသမီးတအူကိုိတ်ကြီးဆံပြကြီးရွာကတက်ကြီးပိုင်းအမျိုးသမီးတအူတို့တေဆုံးခဲ့တယ်လို့ခုနှစ်ဦးထပ်မင်းတိုက်ခိုက်တရားရရှိခဲ့ကြပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။